ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘူပေါ်မန်ချင်းကနေကြိုဆိုပါရစေတောင်မန်ကစားအမဖြစ်တဲ့လက်ရှိ Chelsea မှာကစားနေတဲ့ Jadon Sancho ကတော့လာမယ့်နေရာဒီအပြောင်းအရွှေ့မှာတော်တော်ကိုတိုင်ပတ်နိုင်တဲ့အခြေအနေမျိုးနဲ့ကြုံနေရတယ်ဒါပါလဲဆိုတော့ Manchester United ကနေလည်းအငှားထွက်ကစားလာရောပြည်တယ်မလား United ကနေထပ်ပြီးတော့ထွက်တဲ့ကစားမားတွေရဲ့အောက်မှာပေါ့လူပေးစားတဲ့ Positive မှာ comment တွေပါတယ်ရှောက်မှန်ပြီးတော့နော်အမှန်ကန် United ပြည်သက်တွေရဲ့မိတ္တာကိုခံယူထားရတာနော်ဒီအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ ဘာမှန်သိပြီးအတိတ်ပဲမရှိတဲ့အရာတွေရှောက်မှန်ရင်းနဲ့အခု Chelsea ကို तू ကအမှန်ကန်ပြောင်းသွားပြီလို့ထင်ထားတာလေပါကောင်းပါမှာပေါ့လေဆိုလက်ရှိမှာလည်း Jadon Sancho က Chelsea မှာလည်းပဲကျွန်တော်ယာဒီကုံတဲ့အခါမှာအမှန်ကန်တရားဝင်ပြောင်းရွှေ့ခွင့်ရပါလိမ့်မယ်လို့မတိကြတော့ဘူးပေါ့တို့ဒီနေရာမှာ David Rostein ကနေပြီးတော့ report လုတ်ထားတာလေးကျွန်တော်ရှိတယ်အဲ report ဆိုတာလည်းပတယောက်မေးထားတာကိုဖြေထားတာပေါ့နော်ဒါပါလေဆိုတော့ Chelsea ကို Manchester United ကနေ Jadon Sancho ကကျွန်တော်သိတဲ့အတိုင်းပဲအငှားနဲ့ပြောင်းတာဗျာ အငှားနဲ့ပြောင်းပြီးတော့ယာဒီကုံတဲ့အခါမှာချဲစီးတာအဆင့်၁၄နဲ့အထက်ယာဒီသိမ်းခဲ့တယ်ဆိုလို့ရှိရင်အပြီးသက်မဖြစ်မနေဂျီဒန်ဆန်ဂျူကိုပေါင်၂၅တန်းနဲ့ဝယ်ယူခွင့်ဆိုတဲ့သဘောတူညီမှုတရက်ကလပ်တင်းနှစ်ခုကြားထဲမှာသဘောတူညီမှုယူထားတာဆိုတော့ချဲစီးကအခုလိုလိုတင်မှာ1 2 4တွေဝင်နေတယ်ဆိုတော့ယာဒီကုံလို့ရှိရင်တေးရတဲ့ဂျီဒန်ဆန်ဂျူကိုပေါင်၂၅တန်းနဲ့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေမဖြစ်မနေခေါ်ရမယ့်အခြေအနေမျိုးပေါ့နော်ဒါပေမဲ့လည်းလို့ချဲစီးရဲ့ဘက်ကပေါ့နော်โอเคငါတို့တော့ နော်အဆင့်၁၄နဲ့အထက်မှာလည်းယာယီသိန်းနေကွာနော်ဂျီဒန်ဆန်ဂျူကိုလည်းဟိုမဖြစ်မနေငါတို့ခေါ်ယူဖို့အတွက်သဘောမကျအောင်ငါတို့မခေါ်ချင်ဘူးဆိုလို့ရှိရင်ဘာလို့လို့ရလဲဆိုတော့ဂျော်ဂျီမန်ချက်စတာယူနိုက်တက်ကိုပေးလို့ရတယ်ဆိုတော့ထားပါတော့ဗျာပေါင်25သန်းနဲ့အပြည့်တဲ့ဝယ်ယူခွင့်ရတာကြီးကိုဖြတ်ဖြတ်ဖြတ်သိမ်းခြင်းလို့ပေါင်10သန်းအယောပေးလိုက်တယ်ဆိုရင်ရတယ်ဆန်ဂျူဟာမန်ချက်စတာယူနိုက်တက်ကိုပြန်ရောက်သွားမယ်ဆိုတဲ့ပုံစံမျိုးဒါတော့ဘာလို့ချယ်စီကနေပြီးတော့အချင်းကြီးရာနှုန်းပြည့်ဆက်နေရဖို့မတည်ကြတဲ့ဆန်ချိုက မန်ချက်စတာယူနိုက်တက်ကိုနွေရာသီအပြောင်းရွှေ့မှာပြန်ရောက်လာနိုင်စွမ်းရှိတယ်ပေါ့အာဒါကိုကြည့်ရင်ဆန်ချိုအနေနဲ့ပြသလားသူ့လုပ်ရက်ဒီနောင်ဒရနေပြီလားပေါ့နော်နောင်ဒရနေပြီလားဆိုတာသူကိုယ်တိုင်ကတော့ငါတော့ဟေးချဲစီကိုအမှန်ကန်ပြောင်းသွားတော့မှာပဲဆိုတဲ့သိတယ်မလားခံယူခြင်းနဲ့ယူနိုက်တက်နဲ့ပတ်သက်တဲ့အရာတွေကိုဒီကောင်အကုန်လိုက်ပြီးတော့မှုရင်းနေတာအခုတော့အာငါဒီတင်းကိုပြန်ရောက်လာတော့မလားဆိုတဲ့ပုံစံမျိုးသူတွေးနေရပြီဘာလို့လဲဆိုတော့ချဲစီကဆန်ချိုကိုအမှန်ကန်မလိုချင်တော့ဘူး မလို့ကျင်တော့လက်ရှိအနေထားပေါ့နော်မလို့ကျင်တော့ဘူးဆိုတာအခုလက်ရှိကျွန်တော်ကြည့်တော့လေသူ့ရဲ့ performance တွေက Mares ကစိတ်တိုင်းကြတဲ့အနေထားတစ်ခုကြီးကျွန်တော်ရှိမနေဘူး quarter ခွင့်နေလေသူ့ကိုနေရာမပေးဘူးလားဆိုတော့လေနေရာပေးတယ်ဒါပေမဲ့လို့ပေါ့နော်သူ့ကိုနေရာပေးလိုက်တဲ့ quarter ခွင့်နေတိုင်းမှာကစားမားစီကနေတကယ်ကောင်းတဲ့ performance တွေ Chelsea ကမရဘူးနော်မရဘူးမရတဲ့အပြင်ကစားမားဖြစ်သူကိုလူမရှိလို့တာဗျာတောင်မန်နေမှာတိတယ်မလားသူ့ကိုထားသုံးနေရလို့ပဲ Nonny Moriokiro ဒဏ်ရာရနေတာ ပြီးလို့ရှိရင်ကျွန်တော်တို့နီကလက်ဂျက်ဆင်တို့ပေါ့နော်ကျွန်တော်တို့ဒီဒဏ်ရာရနေတာတိုက်စစ်မှာအမ်ပြီးလို့ရှိရင်မူဒရစ်တို့ဆက်စပန်နေဖြစ်ထားတာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီချက်တွေကြောင့်ပဲဆန်ချိုကိုပဲသူတို့ပုံမှန်လေးပဲသူတို့တုံးနေရတာဒါပေမဲ့လို့နီးပြမာရက်စ်ကအနေနဲ့ဘာမျော်လင့်ချက်မှန်သူတို့မရှိဘူးပေါ့နော်လက်ဖွဲမှာပုံသေးတုံးတဲ့နေရာကနေနောက်ပိုင်းပွဲတွေမှာ right wing နေတော့မှသူ့ကိုထားတုံးနေရတယ်ဒါမျိုးတွေပေါ့ patronet လိုမျိုးတောင်းမနှစ်ဖက်စလုံးမှာခြေသွမ်းပြနိုင်နေဆိုတဲ့ player မျိုးကို left wing တွေပါပြီးပြန်ပို့ပြီးတော့ဆိုပြောချင်တာကဗျာ ဂျီဒန်ဆန်ချိုအနေနဲ့ချဲစီကိုထွဲပြောင်းရပြီဆိုပြီးတော့ပုံဒီအချိန်ကြီးကနေပြီးတော့လက်ရှိယူနိုက်တက်ကိုပြန်ရောက်လာနိုင်စွမ်းရှိတယ်။ဆိုတော့ကျွန်တော်ကတော့ဟိုယူနိုက်တက်ကိုပြန်ရောက်လာလဲပဲမန်ချက်စတာယူနိုက်တက်ဘက်ကယော်ကြီးပြီးတာကိုလက်ခံအောင်မှာပေါ့နော်။ဒါပါတော့ခုနကကျွန်တော်ပြောသလိုပဲဗျာ။ချဲစီကပေါင်25တန်းနဲ့မဖြစ်မနေခေါ်ယူဝင်ရမှာကိုအိုကေငါတို့10တန်းယော်ကြီးပြီးမယ်ကွာဆိုပြီးတော့ပုံစံမျိုးနဲ့သူတို့ယူနိုက်တက်ကိုပြန်လှုပ်ကောင်းလွတ်နိုင်မှာပဲ။ဘာလို့လဲဆိုတော့25တန်းနဲ့လည်းကျွန်တော်ပြီးခေါ်ရမယ်ဗျာ။အသင်းကိုရောက်လာတော့လေတပတ်လောက်ခါလာစား3သိန်းငွေကြီးဗျာ။ နော်ဒီဘက်လောက်ခလာစား3သိန်းခွဲကြီးဆိုတော့မနေဘူးကြည်ရချဲစီဘက်ကတွေးကြည့်ရင်3သိန်းခွဲကိုတော့မှကစားမဖြစ်သူကိုစာချုပ်ကမင်း၄၅နှစ်တည်းချုပ်သွားမှာဒီလားစဉ်းစားကြည့်ချဲစီအဆင်မပြေဘူးဗျာနော်ဂျေဒန်ဆန်ဂျူနီနာဘလူးဒရစ်ဘလင်းကောင်းတာနော်ဘလူးလေးတက်တက်တက်လေးလှုပ်ပြတာမလေးမလေးဘလုံးဒီကိုထိကလက်စက်ထိကလက်စက်လှုပ်လိုက်လှုပ်ပြတာကြိုက်တယ်လို့ပြောဗန်မင်သူ့ရဲ့ကစားဟန်ကြီးကထိရောက်မှုမှကျွန်တော်မရှိတာနော်ထိရောက်မှုမှကျွန်တော်မရှိတာ twin go တွေစီဥဆောင်လာဥတီလာဆိုတော့လည်းမဥတီဘူး ဖန်တီးမှုတွေစီဥတီလာဆိုတော့လည်းမဥတီဘူးဗျာဒီလားဘလူးမန်အချိန်ကြီးကောင်းမနေဘူးဆိုတော့အဲ့လိုကစားမမျိုးကိုတပတ်ကို၃သိန်းခွဲပြီးဘလုတ်ချယ်ဆီရပေးမှာတော့ဒါကြောင့်ပေါ့နော်ချယ်ဆီအနေနဲ့ဒါပုံရာနှုန်းပြေတော့မရှိသေးပြီမြဲလို့ချယ်ဆီကဆန်ချိုကိုနွေရာသီအပြောင်းရွှေ့မှာ25တန်းအထိပြီးပြီးတော့ခေါ်ဖို့ဆိုတာမျိုးကိုရော်ကြီးပြီးပြီးတော့ဖြတ်သိမ်းကကစားမကိုယူနိုက်တက်ကိုပြန်ပို့နိုင်စွမ်းရှိတယ်ပေါ့ ဆိုတော့ချယ်ဆီတောင်မှကစားမဖြစ်သူကိုမလူချင်ဘူးဆိုရင်ယူနိုက်တက်ပြည်သက်တည်ဆိုလို့ရှိရင်မင်းပြန်အောင်တွေးချင်လိမ့်မယ်လို့မထင်ဘူးဆိုတော့ယူနိုက်တက်အတွက်တော့ချန်စီတာကတော့ဗျာโอเคချယ်ဆီကိုယိုကြီးပြည်တယ်ဆိုရင်ထားပါတော့ဥပမာ10တန်းနဲ့ယိုကြီးပြည်တယ်ဆိုလို့ရှိရင်ပြန်ခေါ်လိုက်ပြီးလို့ရှိရင်ကစားမဖြစ်သူကိုနွေရာတီပြောင်းရှိမှတန်း20လောက်နဲ့ထုတ်လိုက်ရအောင်သူများတင်းကိုမင်းဒေါ်မွန်ကိုဗျာတန်း20တန်း30ဆိုမင်းဒေါ်မွန်ဝဲကိုဝဲတယ်ဟုတ်ရမလားနော်တန်း20တန်း30ဆိုဒေါ်မွန်ဝဲကိုဝဲတယ်ဗျာဒီကောင်းအောင်သိလားဟုတ်ရမလားနော်ပြန်ရောင်းလိုက်ဗျာဒီကောင်းလေးဒေါ်မွန်မှာအသားကျနေတဲ့ပလေယာမျိုးပဲဒေါ်မွန်မှာပဲဒီကောင်းက က်တောင်းတက်တာရှိကျင်တဲ့ကစားမမျိုးပဲဗျသိတယ်မလားဆိုတော့ရောင်းလိုက်ဗျအဲ့ဒါဆိုလို့ချင်းမြန်တန်း40လောက်ပြန်ရမှာမစိုးဘူးเนาะဒါပေမဲ့လို့စဉ်းစားကြည့်ရရင် Champions League Final ထိတက်ခဲ့တာတောင်မှ Jadon Sancho ကို Dortmund ကပြန်ပြီးတော့မခေါ်ချင်ဘူးဗျစဉ်းစားကြည့် Dortmund ကလည်းပြန်မခေါ်ချင်ဘူး United ကလည်းဒီကောင်အဆင်မပြေဘူး United မှာလည်းအသုံးမကျဘူးလူကပြင်းရပြင်းနေတယ်ဖြင်းရဖြင်းနေတယ် ချဲစီကိုကျွန်တော်တို့အနေနဲ့အပြစ်သက်ပြောင်းခွင့်ရမယ်ဆိုတဲ့ပုံသီးတွက်ပြီးတော့ကျန်တဲ့တင်းတွေကိုလိုက်ပြီးတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုဗာလဲရေမြဖက်မြရီရှောက်ရေးတယ်အခုဒီတင်းကဘာမလို့ကျင်းတော့ဘူးဆိုတော့ဒီကောင်အနားယူဖို့မြန်တွေးနေပြီလားတော့မသိဘူးဒီလားအချိန်ဒီမကောင်းတော့ဘူးလေအချိန်ဒီမကောင်းတော့ဘူးဆိုတော့ဆန်ချူဟာဟိုနေရာတိုင်းမှာပဲဘဲတော်တော်သူပြေတနာဆိုတာလောလောဆယ်မှာပုံပေါ်လာတဲ့အချိန်မျိုးပဲ ရင်တော့ကတော့ Chelsea ကိုဆက်ရရောက်ချင်းဆိုတော့ပြောကြတာပေါ့အာနော် Sancho ကဘယ်လိုသိတယ်မလားနော်အာနော်အကောင်းဆုံးကစားမကိုခေါ်လိုက်ပြီလို့အာတို့နော်ကုလလော့တယ်တော့မင်း Yogi Spe ပြီးတော့ကိုပဲပြန်လွှတ်ချင်နေပြီချင်းဒီမကောင်းနေဘူးနော်ဒရော့ဘာဟာသူ့ရဲ့ idol ဖြစ်ကြောင်းလမ်ဘတ်ဟာသူ့ရဲ့ idol ဖြစ်ကြောင်းငငယ်ကလေးက Chelsea ကိုအားပေးကြောင်းဘလူတွေရှောက်အကုန်ပြောတာတာလော်လော့တယ်တော့အဲ့တင်ကမလို့ချင်တော့ဘူးသူ့ကို Sancho တိုင်ပတ်နေပြီ Sancho တိုင်ပတ်နေပြီနော်ဆိုတော့လက်ရှိလည်း စပိုနင်းလစ်စပွန်ကနေဂျီဝနီကွင်တာကိုသူတို့ကနောက်ရသည်ကုန်တဲ့အခါမှာခေါ်ပြီးတော့ခေါ်ဖို့အတွက်ပေါ့နော်အချိန်ကြီးဖြစ်သွားပြီဆိုတော့နောက်တရာဒီလဲဆက်ထားရင်လဲထားမှာပေါ့လေနော်ဆန်ချူကိုလောလောဆယ်မှာတော့ပြန်ပို့ချင်နေတယ်ဆိုတော့ပြောရင်ပြန်ပို့လို့ရတယ်ဗျနော်မဖြစ်မနေအပြည့်တဲ့ဝယ်ယူခွင့်ဆိုတာမျိုးကြီးကိုရိုကြီးပြီးပြီးတော့ဖျက်သိမ်းလို့ရတယ်ဆိုတော့ဒါကိုရီစီကိုရောက်ရောက်ကောင်းရောက်လာနိုင်သေးတယ်ရောက်ကောင်းရောက်လာနိုင်သေးတယ်အချိန်ကြီးမကောင်းတော့ဘူးဆိုတော့ဗျဘယ်အသင်းကအနေနဲ့ဗျကျွန်တော်ကြည့်ရရင်တိတယ်မလွယ်ဘူးဗျဆန်ချူကိုခေါ်ဖို့က မလွယ်ဘူးဆိုတော့ကျွန်တော်ခုနကပြောသလိုပဲကစားမဟာတပတ်ကို3သိန်းခွဲလောက်ရနေတာပြီးရင်လည်းပဲအဲ့လောက်ထိခြေသွမ်းကောင်းလာဆိုတော့လေပရီးမီးယားလိမှာတအားယုံကန်တာဗျာဒီလားဘွန်ဒက်စ်လီဂါလုံးမဟုတ်ဘူးเนาะအဆင်မပြေဘူးဗျာလာလီဂါတို့ဘာလို့အန်တိုနီဆန်တိုတို့လုတ်ပြနေတယ်ဒီကောင်ဘွန်ဒက်စ်လီဂါပြန်ပြောင်းပြန်လုတ်ပြမှာပဲပရီးမီးယားလိမှာတော့မရဘူးဗျာဒီလားเนาะမော်ဂန်ဂိဘ်စ်ဝိုက်ခြေပြားတော့မမီဘူးဗျာမင်းစဉ်းစားကြည့်ဒီတယ်မလားဆိုတော့ဘလူးမတ်အခြေအနေမကောင်းနေဘူး ဆန်ချူကနော်ဘလူးမန်အခြေအနေကောင်းမနေဘူးဆိုတော့သူ့အနေနဲ့တော်တော်ကိုတိုင်ပက်နေပြီပေါ့နော်အကယ်လို့မန်ချက်စတာယူနိုက်တက်မှာမနေချင်လို့ပြောင်းမယ်ဟိဆိုလို့ချင်းလည်းပဲဘယ်သင်းကမင်းကိုခေါ်မှာလဲခေါ်မယ်ဆိုတဲ့အသင်းရဲ့ဘက်ကလည်းငါတို့တော့တပတ်လုခလာစာ3သင်းခွေမင်းကိုပေးရမှာဒါအပြင်ငါတို့စာချုပ်ချုပ်ရင်3 4 5နဲ့ချုပ်ရမှာကစားမားတွေကဘယ်တော့မှ2နဲ့3နဲ့မချုပ်ဘူးလေတန်းတူးတွေဆိုမှဒါတို့အဲ့လောက်ပဲတူးကြတာစာချုပ်ချုပ်ပြီဆိုလို့ချင်း4နဲ့5နဲ့ကျွန်တော်လာတာဗျာချက်စီဆိုလို့ချင်း8နဲ့9နဲ့ချုပ်တဲ့အသင်းမျိုးဗျာဘယ်လိုလုပ်ပြီးတော့ဒီကောင်ကိုမင်း8နဲ့9နဲ့ချုပ်မလဲတပတ်ကို3သင်းခွေနဲ့ဟုတ်တယ်မလားဆိုတော့ okay ငါတို့တော့မင်းကိုခေါ်ခြင်းနဲ့ မင်းစာချုပ်ကလည်းတအားကူဈေးကြီးတယ်မင်းလာတာရှော့ယူမလားဆိုလို့ရှင်လည်းပဲဆန်ချူလိုကောင်းမျိုးရှော့ယူမင်းထင်လားအလုံးစုံရှော့ယူတသိန်းပေါ့ဗျာနှစ်သိန်းခွဲမင်းဘသူကပေးမလဲနော်ဒါအပြင် agent နေရဲ့ဘက်ကလည်းတော့သူပြောင်းကျင်တဲ့အတင်းကိုပြောင်းသွားဖို့ဆိုတာလေလာစာအများဆုံးရတဲ့အတင်းကိုသူတို့ပြောင်းအောင်လုပ်ပေးမှာပဲဘာလို့လဲဆိုတော့ agent တွေကလာစာကစားမများများရလေသူတို့လည်းအမြင့်များများရလေပဲဟုတ်တယ်မလားအဲ့လိုမျိုးနဲ့ဆိုလို့ရှိရင်ဗျာဆန်ချူကိုလာစာ၃သိန်းခွဲတိပေးပြီးတော့၅နှစ်လောက်စာချုပ်ချုပ်နေတဲ့အတင်းလက်ရှိမှာချုပ်ချင်တဲ့အတင်းကိုကျွန်တော်ကြည့် sorry အားရပြပဲမင်းနော်ဆလာမာလေးကိုမင်းတင်မှာပဲရမယ် ခုလိုတော့တော်မမရတော့ဘူးဆိုတော့ဆန်ချိုအနေနဲ့လက်ရှိမှာသူအသင်းဟောင်းကိုပြည်တနာရှာထားတာတွေကလက်ရှိအသင်းဟောင်းမှာပဲပြန်ရောက်လာမဲ့အခြေအနေမျိုးတွေကောင်ကြုံနေရပြီနော်ဒါအသင်းကစားသမားတွေရဲ့ဘက်ကလည်းဒီကောင်ကိုမင်းတင်းတင်းနေလေတင်းနေမှာပဲလေဒီကောင်လျှောက်ရေးရည်နဲ့ပတ်သက်လို့ rush ရဲ့ဒီ pose အောင်မှာဆိုတော့ကြောက်ပါနော်ဆန်ချိုကတော့ Chelsea မှာပုံတည်နေရပြီဆိုပြီးတော့တွတ်ထားတာလောလောဆယ်မှားသွားမဲ့အခြေအနေမျိုး United ကိုပြန်ပြီးတော့ရောက်လာမဲ့အခြေအနေမျိုးကြုံနေရပြီဘာလို့ဆက်ဖြစ်ဦးမလဲကျွန်တော်မသိဘူးလောလောဆယ်မှာ Chelsea ကတော့နော်ဟိုမှာပြောလေဆန်ချိုကတော့အားလုံးရဲ့အပေကံအကျင်ကံဖြစ်တော့မဲ့အခြေအနေမျိုး ဆိုဆန်ချိုဘယ်တင်းကိုပြောင်းသွားလိမ့်မယ်လို့ထင်ကြတယ်ချယ်ဆီမှာအပြီးသက်เนาะပြောင်းရွှေ့ခြင်းနဲ့หนีသွားလိမ့်မယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်